မနွေဦးခရိုနီကယ် AP လာ၁၈မြင်တွင် NUG အစိုးရနဲ့မလေးဝင်ကြီးဒုတို့တွေ့ဆုံမှုကနေဘလို့ရလက်တွေထွက်လာမလဲတစ်တုံညာနှစ်ခွန်အောင်မြင်မှုရလက်လာရှုံမျိုးကိုလက်လွတ်ရချင်းဆရာနာသိမ့်ပြီးနောက်လာနေငယ်အကြာမှာဖွဲ့စည်းခဲ့တဲ့အမျိုးသားညညရေးအစိုးရ NUG နဲ့အာဆီယံနိုင်ငံတနိုင်ငံရဲ့ဝင်ကြီးချုပ်လည်းဖြစ်တယ်လို့လက်ရှိအာဆီယံအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်လည်းယူထားသူ မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဝါဣဗရာဟင်က ပထမဆုံးအကြိမ်အွန်လိုင်းကနေတဲဝင်တွေ့ဆုံဆွေးနွေးခဲ့တဲ့အဖြစ်ကလွန်ခဲ့တဲ့၄နှစ်တာအတွင်းဖြစ်နိုင်ခြင်းမရှိခဲ့တဲ့အဖြစ်ပြက်တစ်ခုပထမဆုံးဖြစ်ပေါ်လာခြင်းလို့ဆိုရင်မှားမယ်မထင်ပါဘူး။အာဆီယံလက်ကျတာဝန်ယူခဲ့ကြတဲ့သက်ဆိုင်ရာအာဆီယံနိုင်ငံခေါင်းဆောင်တွေနိုင်ငံသားရေးဝန်ကြီးတွေဝန်ကြီးချုပ်တွေစစ်ကောင်စီခေါင်းဆောင်တွေအဆိုပါ၄နှစ်တာကာလအတွင်းတဲဝင်တွေ့ဆုံခဲ့ကြပါပြီ။ NUG အစိုးရရဲ့ဝင်ကြီးချုပ်လိုမျိုးပရိုတိုကောအရအဆင့်ချင်းတူတာဝန်ယူထားသူကိုတရားဝင်တွေ့ဆုံတာအခုအချိန်ဟာပထမဆုံးဖြစ်ပါလိမ့်မယ်။ကမ္ဘောဒီးယားနိုင်ငံအင်ဒိုနီးရှားနိုင်ငံအစရှိတဲ့နိုင်ငံတွေကအလဲကျတာဝန်ယူထားခြင်းစစ်ကောင်စီနဲ့တွေ့ဆုံတာ NUG ဘက်ကဝင်ကြီးဆင့်တာဝန်ယူထားသူတွေနဲ့တရားဝင်မဟုတ်တွေ့ဆုံခြင်းမျိုးမဟုတ်ပဲတွေ့ဆုံတာတွေရှိခဲ့ပေမယ့်အခုလိုတရားဝင်တွေ့ဆုံမှုလူသိရှင်ကြားတွေ့ဆုံမှုမျိုးမရှိခဲ့ပါဘူး။အခုလိုအခြေအနေတွေပြောင်းလဲသွားခြင်းရဲ့စစ်ဆုံးမှုက ဘယ်အရာဖြစ်တယ်လဲလို့ဆိုရင် လက်တလောကြရောက်တဲ့မန္တလေးစကိုင်းနဲ့နေပြည်တော်ကိုလှုပ်ခတ်ခဲ့တဲ့ငလင်ပေးကြောင်လို့ဆိုရင်မှားမယ်မထင်ပါဘူး။ငလင်ပေးတံကြရောက်နေတဲ့လူလူကိုကူညီကယ်ဆယ်ရေးနဲ့ပြည်လေထူထောင်ရေးတို့မှလူသားချင်းစာနာမှုအထောက်အကူတွေပေးဖို့စစ်ကောင်စီကလည်းတရားဝင်တောင်းခံခဲ့ပြီးနောက်မှာအိန္ဒိယနိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့ကမ္ဘာအခြားသောနိုင်ငံတွေပါအရေးပေါ်ကယ်ဆယ်ရေးနဲ့အရေးပေါ်စီးပွားကူးသမှုအဖွဲ့တွေပို့ဆောင်ပေးခဲ့ကြတာတွေ့ရပါတယ်။ငလင်ပေးကစစ်ကောင်စီဖို့ တန်တမန်ရေးရဖဲတင်ထားမှုကိုယာယီပင်ဖြစ်စေပယ်ဖျက်လိုက်ကြပြီးနိုင်ငံတကာကခေါင်းဆောင်တချို့ကဒါယာဆက်တယ်ပြောဆိုကအကူအညီပေးအပ်ခဲ့ကြတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းအရေးပေါ်ကယ်ဆယ်ရေးနဲ့ကူညီရေးတွေမှာတုံ့ပြန်မှုအားနေတာငလင်ပေးကြားရောက်နေချိန်မှာပင်လျှင်လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်ဆိုင်ခြင်းမပြုတဲ့အချက်တွေကနိုင်ငံတကာအစိုးရတွေအနေနဲ့စိတ်မသက်မသာဖြစ်ကြရတဲ့အနေထားမှာပင်လျှင်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံကလူလူရဲ့မျက်နှာကိုကြည့်ပြီးအကူအညီတွေဆက်လက်ပေးအပ်နေခဲ့ကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းငလီပီးကြောက်ရမှုကိုအကြောင်းပြုပြီးတစ်ဖက်သက်အပြစ်ရက်သူမဟုတ်ထိုးစစ်ရက်တဲ့ကျင်းညာချက်တွေကိုလက်နက်ကင်အဖွဲ့အစည်းတွေကထုတ်ပြန်ကျင်းညာထားကြတာဖြစ်လို့နိုင်ငံတကာအစိုးရတွေနဲ့ကုလသမဂ္ဂတို့ကအပြစ်ရက်တက်တန်းထက်တိုးဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေနဲ့ပတ်သက်လို့ညီတိလက်နက်ကင်အဖွဲ့အစည်းကမှတားမြစ်ပိတ်ပင်တာမျိုးကန့်သက်တာမျိုးမလုပ်ဖို့လဲတိုက်တွန်းကြတာတွေ့ရပါတယ်။ နိုင်ငံတကာအစိုးရတွေတချို့သောအိန္ဒိယနိုင်ငံအစိုးရတွေအနေနဲ့ငလီဘီးကိုအကြောင်းပြုပြီးပြည်ရင်းစစ်ပွဲကိုအပြစ်ခတ်ရက်စဲပြီးတွစ်ဆုံဆွေးနွေးကြဖို့အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်ထားကြတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံစတဲ့နိုင်ငံတွေကအခုအခွင့်အလမ်းကိုစုပ်ကိုင်ပြီးဝိုင်းဝန်းတိုက်တွန်းကြဖို့ရည်ရွယ်ထားကြပုံရပါတယ်။ဒီလိုအခြေအနေတွေကို စစ်ကောင်းဆောင်မရောက်လိုက်အနေနဲ့ဘယ်လိုရှုမြင်ပြီးချင်းကပ်မလဲဘာတွေမျှော်လင့်ထားမလဲဆိုတာတိတိကျကျမှန်းဆဖို့ခက်ပေမဲ့တန်တမန်ရေးအထူးကြံဖြစ်မှုကနေလွန်မြောက်ဖို့ငလင်ပေးကြောက်ချင်းဆက်သွယ်ထိတွေ့ရတဲ့နိုင်ငံတကာအတိုင်းဝန်ထဲတက်နိုင်တဲ့၍တိုးဝင်ဖို့ကြိုးစားနေတာထင်ရှားပါတယ်။အခြားတစ်ဖက်မှာတော့နိုင်ငံတကာအစိုးရတွေအနေနဲ့ NUG ကိုလည်းရခိုင်ကအလွတ်တဘောတွိတ်ဆောင်မှုမျိုးကနေအခုအချိန်မှာတရားဝင် တွိတ်ဆောင်မှုအထိပေါ်ထွက်လာခြင်းက NUG ဖို့တိုးတက်မှုတရားအဖြစ်ရှုမြင်မှာမလွဲပါဘူး။ online တွေ့ဆုံမှုအပြင်လူကိုယ်တိုင်တွေ့ဆုံမှုတွေဆက်လက်ဖြစ်ပေါ်လာဖို့လဲမလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ဆက်လက်ပြောဆိုထားကြတယ်လို့သတင်းတွေမှာဖော်ပြထားကြပါတယ်။ NUG အနေနဲ့အခုလိုတန်တမာရေးအကျိုးရလက်ကနေနောက်တစ်ဆင့်တိုးတက်အောင်မြင်မှုရအောင်ဘလို့နီးပြူဟာချပြီးလှုပ်ဆောင်မလဲတော့မသိရှိနိုင်သေးပါဘူး။ဒါပေမဲ့ငလင်ပေးကြောက်ရောက်လာပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ရင်းစစ်ကနေထွက်ပေါက်တစ်ခုစတင်မြင့်တွေ့ရတော့မလားဆိုတဲ့မျှော်လင့်ချက်လေးပေါ်ထွက်လာနေတာဖြစ်ပါတယ်။ ဒီနေ့အတွက်နောက်ထူးခြားတဲ့သတင်းကြောင်းညာတစ်ခုကရှမ်းမြောက်ဒေသရဲ့မြို့တော်လို့ဆိုနိုင်တဲ့လာရှိုးမြို့ကိုစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်လာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တကြံပြီးမှ MNDAA ကိုကန့်တက်ကလာရှိုးမြို့ဘက်ကနေဆုတ်ခွာမယ်ဆိုတဲ့သတင်းတွေမကြသေးတဲ့သတင်းပတ်တွေမှာအတီးဖြစ်ပြီးနောက်အခုလိုတကြံကာလပိတ်ရက်အပြီးနောက်တည့်ရက်ဖြစ်တဲ့ April 18ရက်နေ့မှာစစ်ကောင်စီဘက်ကအရက်ဘက်နဲ့စစ်ဘက်ဝန်ထမ်းတချို့ကားတွေနဲ့လာရှိုးမြို့ထဲဝင်လာကြတာဖြစ်ပါတယ်။ လာရှိုးမြို့ပေါ်ကရက်ကွက်12ခုကိုစစ်ကောင်စီကအုပ်ချုပ်မယ် MNDA ဆက်ဆံရေးယုံလာရှိုးမှာထားရှိမယ်မြို့ပြင်ဧရိယာတွေမှာ MNDA ဆက်လက်တက်ဆွဲထားရှိမယ်ဆိုတဲ့အချက်တွေသာသိရှိကြရသေးပြီးလာရှိုးကစုခွာမှုနဲ့ပတ်သက်လို့တက်ဆိုင်တဲ့အဖွဲ့နှစ်ဖွဲ့ကတရားဝင်ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး MNDA အဖွဲ့ရဲ့တာဝန်ရှိသူအချို့ကလာရှိုးမြုပ်ခံတွေကိုစုခွာမဲ့အကြောင်းအသိပေးပြောဆိုမှုတွေရှိပေမဲ့ MNDA ရဲ့တာဝန်ရှိသူတွေကသတင်းမီဒီယာတွေကိုထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။ လာရှိုးမြို့ကိုစစ်ကောင်စီကပြန်ရခြင်းဟာစီရေးအရာလာရှိုးမသိမီငကူအနေထားကိုပြန်ရောက်တာမဟုတ်တာသိချပါတယ်။ MNDA ကမြို့အပြင်ဘက်အေရိယာတွေမှာဆက်လက်တက်ချထားပြီးလာရှိုးမြို့ကိုစစ်ဌာနချုပ်အခြေစိုက်တဲ့မြို့အဖြစ်ပြန်တည်ဆောက်ဖို့အခြေအနေမျိုးတော်ယုံနဲ့ရောက်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့လာရှိုးမြို့ကိုလာနေချီတက်ခိုက်ပြီးအရက်သားတွေအပောင်ဝင်လက်နက်ကိုင်တွေအများပြားထိခိုက်တိုက်ဆုံခဲ့ကြရပြီးမှလက်ဝယ်ရရှိခဲ့တဲ့မြို့ကိုပြန်လည်ဆုတ်ခွာပေးလိုက်ရခြင်းဟာ MNDA ဖို့ဂုံတိတ်ခါအရာထိခိုက်စေပြီး မဟာမိတ်အဖြစ်ပူပေါင်းတိုက်ခိုက်ခဲ့ကြတဲ့အခြားသောတပ်တွေရဲ့ယုံကြည်မှုကိုထိခိုက်မှုဘလောက်ရှိသွားနိုင်တယ်လဲဆိုတော့စဉ်းစားစရာအချက်လို့ထောက်ပြလာကြတာတွေရှိလာပါတယ်။မြေပြင်အခြေအနေကတုံ့ပြန်ချက်တချို့ကတော့အနှုတ်လက္ခဏာကိုရှုမြင်တာမျိုးထက်တော်လိုင်းရေးခရီးအတွက်မျောလင့်ချက်တွေဆက်လက်ရှိနေတော့ပဲလို့ဆိုကြပါတယ်။ MNDA, TNL နဲ့ AA တို့တိစောက်ထားတဲ့နှိရှိလာများတော်လိုင်းအတူလက်တွဲထားကြတဲ့ ဆက်ဆံရေးနောက်ခံကိုလည်းထည့်သွင်းစဉ်းစားပြီးမှကောက်ချက်ဆွဲကြစီခြင်းနဲ့လို့လည်းတချို့ကမှတ်ချက်ပေးကြပါရဲ့ရှင်။